အားလုံးမင်္ဂလာပါအောင်ဝင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့စီဂျိုသမားတွေစားတဲ့တီတီ6မျိုးနဲ့ရှောင်းတဲ့တီတီ6မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စီဂျိုဆိုတာအင်ဆူလင်ရဲ့အလုပ်ကိုကောင်းကောင်းမလုပ်နိုင်တဲ့အတွက်ကြောင့်တွေးထဲမှာတခြားတက်များလွန်းနေတဲ့နာတာရှည်ယောဂတစ်မျိုးဖြစ်ပါတယ်အချိန်ကြာလာတဲ့အခါဒီလိုမြင်မာနေတဲ့တွေးတခြားဓာတ်တွေကြောင့်တဲ့နှလုံးကြောက်ကမျက်လုံးအာယုံကြောတွေနဲ့တွေးကြောတွေကိုပျက်စီးစေနိုင်ပါတယ် အသက်20ကနေ86နှစ်ကြာအရွယ်ရောက်ပြီးတဲ့သူ938တန်းဟာကဘာနဲ့တဝါမှာစီယုယောဂနဲ့အသက်ရှင်နေကြပါတယ်။ဒီနှုံးတိုင်းသွားမယ်ဆိုရင်2030ခုနှစ်မှာ643တန်းအထိတိုးပွားလာစရာရှိပါတယ်။2045ခုနှစ်မှာတော့983တန်းဖြစ်လာမယ်လို့ WHO ကခန့်မှန်းထားပါတယ်။စီယုယောဂရှိသူတွေရဲ့ထုတ်ဝက်နီးပါး45ရာခိုင်နှုန်းဟာသူတို့မှာစီယုရှိနေတာကိုမသိကြပါဘူး။ ကဘာပေါ်မှာအရွယ်ရောက်ပြီးသူ10ယောက်မှာစီချုပ်ယောဂတဲ့တယောက်ဖြစ်နေပါလေ။တွေးတွင်တခြားတက်ကိုထိန်းချုပ်ရာအစားတောက်နဲ့လက်ကျင်ကအလွန်အရေးကြီးပါလေ။베리သီးများမမန်းသီးပန်းသီးနဲ့လိမ်မော်သီးတွေဟာတခြားတက်နေပြီးအမြင့်တက်များတဲ့အသီးနှံတွေဖြစ်ကြပါလေ။ဒါဟာအင်ဆူလင်အာယုံခံနိုင်စွာတိုးမြင့်ပေးနိုင်ကြောင်းလေ့လာတွေးရှိရပါလေ။ဒါကြောင့်ဒီသီးတွေဟာစီချုပ်သမားတွေအနေနဲ့စားတဲ့တဲ့သီးတွေဖြစ်ပါလေ။အသီးအကြောင်းပြောမှာမဟုတ်မဖြစ်မနေသိတဲ့ GI glycemic index အကြောင်းကိုအနည်းငယ်ပြောပြခြင်းပါတယ် GI glycemic index ဆိုတာအစာစားပြီးတဲ့နောက်တင့်သွေးတွင်းစကြတာဘလောက်များများတက်လာတာကိုပြသတဲ့ဂိဏ်ကဏ္ဍတစ်ခုဖြစ်ပါတယ် GI နေပါခြင်းတစ်ကနေ55သွေးတွင်းစကြတာနှိကွေးတယ်ဒါကြောင့်စီးကျူယောဂအတွက်ပိုကောင်းတယ် GI အလယ်လတ်56ကနေ69အလယ်လတ်အကျိုးသက်ရောက်မှုရှိတယ် GI မြင့်မားခြင်း80နဲ့အထက် တွေးရင်းစကြာတတ်ကိုလင်းမြန်စွာတိုးစေတယ်စီးချိုယောဂအတွက်မကောင်းပါဘူးဒါကြောင့် GI နေတာဟာတွေးရင်းစကြာတတ်ကိုထိမှုအလွန်ကောင်းပါတယ်စီးချိုယောဂနဲ့တစ်သီးတွေရဲ့ဆက်နွယ်မှုကအလွန်အရေးကြီးပါတယ်ဒါကြောင့်တစ်သီးတွေကိုစနစ်ကျစားတော့ရန်လိုအပ်ပါတယ်စီးချိုရှိသူတွေဟာတစ်သီးတိုင်းကိုရှောင်ဖို့မလိုပါဘူးဘာကြောင့်ဆိုတော့တစ်သီးတွေမှာအမြင်ဓာတ်ဗီတာမင်ဓာတ်တတ္ထုစန့်ကျင်ဓာတုပစ္စည်းအန်တီအောက်ဆီဒန့်အများအပြားပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် စီဂျိုယောဂါရှင်တွေအနေနဲ့စားသုံးမှုတင့်တော်တဲ့တစ်သီးတွေရှိပါတယ်အဲ့ဒါကတော့နံပါတ်1ဘယ်ရီသီးများဘယ်ရီအုပ်စုမှာ blueberry strawberry raspberry blackberry တို့ပါဝင်ကြပါတယ်ဒီအသီးတွေဟာစီဂျိုသမားတွေအတွက်စူပါအစားအစာဖြစ်ပါတယ်ဗီတာမင်သတ္ထုဓာတ်နဲ့စန့်ကျင်ဓာတုပစ္စည်းများစွာပါဝင်ကြပါတယ် blueberry ဟာ insulin အာရုံခံနိုင်စွမ်းနဲ့ ဂလူးကို့စ်ကိုစီမံဆောင်ရွက်နိုင်စွမ်းကိုတိုးမြှင့်ပေးပါတယ်။ဘလူးဘယ်ရီရဲ့ GI glycemic index ဟာ25ကနေ40ခန့်သာရှိပါတယ်။နံပါတ်1ပန်းသီး apple ပုံမှန်အရွယ်ပန်းသီးတစ်လုံးမှာကာဘိုဟိုက်ဒရိတ်25ဂရမ်နဲ့အမြင့်ဓာတ်၄ဂရမ်ခန့်ပါဝင်ပါတယ်။ပန်းသီးထဲမှာပါဝင်တဲ့အမြင့်ဓာတ်ဟာကာဘိုဟိုက်ဒရိတ်ရဲ့အာနိသင်ကိုလျှော့ချပေးပြီးသွေးတွင်းသကြားဓာတ်ကိုထိန်းထားနိုင်ပါတယ်။ ပန်းသီးကိုအခေါ်မနှွာပဲစားသင့်ပါတယ်အခေါ်မှာအမြင်တတ်များစွာပါဝင်ပါတယ်ပန်းသီးရဲ့ GI level ဟာ36ကနေ40သာရှိပါတယ်နံပါတ်3လေမွန်သီးနဲ့အခြား citrus အသီးများ citrus အုပ်စုမှာလေမွန်သီး grapefruit လီမွန်တမယာသီးတို့ဖြစ်ကြပါတယ်အဲ့ဒီအသီးတွေမှာဗီတာမင် A ဗီတာမင် C တန်ဓာတ် folate နဲ့ potassium တို့များစွာပါဝင်ကြပါတယ် ဒီဓာတ်ပေါင်းတွေကကြောင်ရမ်းမှုကိုလျှော့ချပေးပြီးနှလုံးကိုကာကွယ်ပေးပါတယ် GI level ဟာ40ကနေ45သာရှိပါတယ်ဒါကြောင့်ရွေးချယ်သင့်တဲ့အသီးတွေဖြစ်ပါတယ်နံပါတ်4 KV သည်စံကျင်ဓာတ်တုပစ္စည်းကြော်ဝါစွာပါဝင်ပြီးကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်ပါတယ် KV သည်မှာ fiber နဲ့ vitamin C အများပြားပါဝင်ပါတယ် KV သည်ရဲ့ GI အဆင့်မှာ53တွင်ရှိနေတာကြောင့် စီဂျိုယောဂါရှင် တွေအတွက်စားသုံးရာတင့်တော်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။နံပါတ်5တစ်တော်သည်ပီယအာရတတ်တဲ့ဗီတာမင်တွေကျွဲဝပြီးရောင်ရမ်းမှုကိုတိုက်ဖြတ်နိုင်တဲ့အတွက်အစာချေစနစ်ကိုကူညီပေးပါတယ်။တစ်တော်သည်ရဲ့ GI level ဟာ33ကနေ42ရှိပါတယ်။ GI နဲပါတဲ့အတွက်ကြောင့်တွေးရင်းသကြားဓာတ်ကိုမြန်မြန်ဆန်းဆန်းမြင့်တက်စေမှာမဟုတ်ပါဘူးအခွန်မှမကြံစားသင့်ပါ နံပါတ်6မမွန်သည် peach ဒီအသီးမှာကယ်လိုရီနည်းပါပြီးအမြင့်ဓာတ်ပိုတက်ဆီယမ်ဗီတာမင် A နဲ့ဗီတာမင် C တို့ရဲ့အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်အစားစားကျင်စိတ်ကိုပြေပြောက်စေပါတယ်ကိုယ်လေးချိန်လျှော့ချရမှာလည်းအကူအညီပေးပါတယ်မမွန်သည် GI level ဟာ40နှစ်ရှိပါတယ် GI native တဲ့အတွက်စားသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်စီဂျိုသမားတွေရှောင်သင့်တဲ့သစ်သီးတွေကဘာတွေလဲ ဒီသီးတွေဟာတခြားတကာဘိုဟိုက်ဒရိတ်များစွာပါဝင်ပြီး GI အဆင့်နဲ့မြင်မာတဲ့အတွက်ကြောင့်သွေးတွင်းတခြားတကိုလင်းမြန်စွာမြင့်တက်စီးနိုင်ပါတယ်။ဒါကြောင့်စီးချိုသမားတွေအနေနဲ့ရှောင်တင်းတဲ့သီးသီးတွေဖြစ်ပါတယ်။အဲ့ဓာတွေကတော့နံပါတ်1နနတ်သီး pineapple GI အဆင့်အလွန်မြင်မာပါတယ်။ GI level က66ရှိပါတယ်။နနတ်သီးမှာသွေးတွင်းတခြားတကိုရုပ်တည့်အလွန်မင်းမြင့်တက်စီးတဲ့တခြားတတွေပါဝင်ပါတယ်။ စီးချိုသမားအနေနဲ့မစားတာကအကောင်းဆုံးဖြစ်ပါတယ်။မဖြစ်မနေစားသုံးချင်တယ်ဆိုရင်ကာဘိုဟိုက်ဒရိတ်နည်းတဲ့အစားအစာတွေနဲ့တွဲဖက်စားသုံးသင့်ပါတယ်။နံပါတ်1တရသီးမန်ဂိုးစ်တရသီးမှာဗီတာမင်တွေနဲ့သတ္ထုဓာတ်များစွာပါဝင်ပေမဲ့ကယ်လိုရီတရားနဲ့ကာဘိုဟိုက်ဒရိတ်များစွာပါဝင်တာကြောင့်သွေးတွင်းတရားဓာတ်ကိုမြင့်တက်စေတဲ့အဓိကထက်ခံဖြစ်ပါတယ်။မဖြစ်မနေစားကျင်စီဖြစ်တယ်ဆိုရင် မှဲ့ဣနေတဲ့တည်သည်ထက်စိမ့်နေတဲ့တည်သည်ကိုရွေးချယ်သင်ပါတယ်တည်သည်ရဲ့ GI level ဟာ51ကနေ60ရှိပါတယ်နံပါတ်3ဖျဲသည် watermelon ရေဓာတ်နဲ့ဆန့်ကျင်ဓာတုပစ္စည်းတွေကြွယ်ဝစွာပါဝင်တော်လဲတခြားဓာတ်များစွာပါဝင်ပါတယ်ဖျဲသည်ရဲ့ GI အဆင့်မှာ80နှစ်ဖြစ်တဲ့အတွက်ကြောင့်အလွန်ကျွန်စားမိတယ်ဆိုရင်သွေးရင်းဇာတ်ကိုမြင့်တက်စေနိုင်ပါတယ် နံပါတ်၄အပျော်သည့်ဘနာနာကျန်းမာရေးအတွက်ကောင်းမွန်ပေမဲ့စီးကျိုသမားတွေရှောင်သင့်ပါတယ်ကာဘိုဟိုက်ဒရိတ်တကြားနဲ့ကယ်လိုရီအဆင့်မြင့်မားစွာပါဝင်ပါတယ်အလယ်အလတ်အရွယ်ငပျော်သည့်တစ်လုံးမှာတကြား14ဂရမ်ထိပါဝင်ပါတယ်ငပြောသည့်ရဲ့ GI level ဟာ58ကနေ65ရှိပါတယ်။ငပြောသည့်ဟာမှဲ့လာလေ GI level မြင့်လာလေပါပဲ။နံပါတ်5စပြည့်သည့် တခွက်စာကမ်းမှာတကြား23ဂရမ်ခပါဝင်ပြီးစီယိုသမားတွေအတွက်တော့သတင်းစိုးတစ်ခုပါပဲစီပြည့်သီးတွေဟာတခွက်စာစားရင်လွယ်ကူတဲ့အတွက်ကာဘိုဟိုက်ဒရိတ်မြင်မှာစီနိုင်ပါတယ်သူ့ရဲ့ GI level ဟာ59ရှိပါတယ်နံပါတ်6စီပြည့်သီး6စီပြည့်သီး6ဟာကျမ်းမာရေးအတွက်ကောင်းမွန်တဲ့သရေစာဖြစ်ပေမဲ့တကြားတတ်များစွာပါဝင်တာကြောင့်စီဂျိုသမားတွေရှောင်သင့်ပါတယ်စီပြည့်သီး6တွေဟာ အလေးချိန်အလိုက်တခြားတအများပြားပါဝင်တဲ့အတွက်လွယ်လွယ်ကူကူအလွန်အကျွံစမိတတ်ပါတယ်အထူးတတိထားပြီးရှောင်သင့်ပါတယ်တတိဖြော်ရည်များလိမ်မော်ရည်ပန်းသီးဖြော်ရည်စပြည့်ရည်စတဲ့ဖြော်ရည်တွေကိုရှောင်သင့်ပါတယ်ဖြော်ရည်တွေမှာ အမြင့်တက်မပါဘဲတခြားတတာပါဝင်တာကြောင့်တွေးရင်းတခြားတတ်ကိုနှင်းမြန်စွာမြင့်တက်စေပါတယ်အခြားသောအတီး၆များစွန်ဘလွန်၆အတီး၆တွေကလူကြိုက်များပေမဲ့ ခြောက်သွေ့ပြီးပြုပြင်ထားတာကြောင့်ကယ်လိုရီနဲ့တခြားဓာတ်အလွန်ကျွန်ပါဝင်နေပါတယ်။စီးကျိုယောဂါကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အတိအကျောက်တွေကိုရှောင်သင့်ပါတယ်။ GI level ဟာ80ကနေပြီး100အထိပါဝင်တာကြောင့်အလွန်မြင်မားပါတယ်။ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။အတီးတွေကိုကောင်းစွာစားသုံးပြီးအထူးကုတွေရဲ့အကြံပေးချက်များကျွမ်းကျင်သူတွေရဲ့အကြံပြုချက်အရစီးကျိုယောဂါရှိသူတွေဟာတည်တည်စားသုံးအောင်မှာအောက်ပါတို့ကို လိုက်နာသင့်ပါတယ်။နံပါတ်1အတီးလုံးကိုရွေးပါဖြော်ရည်ကိုရှောင်ပါ အတီးလုံးဟာတကြားဆုပ်ယူမှုကိုနှေးကွေးစေတဲ့အမြင်တတ်ပါဝင်ပါတယ်။နံပါတ်၂ပမာဏကိုကြည့်ပါ။တည်တည်ကိုစားရင် အသေးစားမှအလေအလတ်စားကိုသာစားသင့်ပါတယ်။အလုံးကြီးလာလေတကြားပါဝင်မှုများလာလေပါပဲ။နံပါတ်၃ပရိုတိန်းဓာတ်မှုအစီကောင်းနဲ့တွဲဖက်စားသုံးပါ။အခွန်မာသီးများဒိန်ချင်း cheese ဓာတ်မှုထောပမြေဘဲတို့နဲ့တွဲစားခြင်းဟာသွေးရင်းတကြားတတ်မြင့်တက်ခြင်းကိုကြောကြစေပါတယ်။နံပါတ်၄ GI နဲ့အမြင့်တက်များတဲ့သစ်သီးတွေကိုရွေးချယ်စားသုံးပါ။နံပါတ်၅ကာဘိုဟိုက်ဒရိတ်တွက်ချက်မှုမှာသစ်သီးတွေပါထက်တွက်ပါ။ကာဘိုဟိုက်ဒရိတ်ရေတွက်ခြင်းအစီအစဉ်ကိုလိုက်နာမယ်ဆိုရင် စားသုံးတဲ့သစ်သီးကိုကာဘိုဟိုက်ဒရိတ်ဆင်းမှာထက်တွက်ပါ။အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ Subscribe ကိုကြည့်နေပြီးတော့မြတ်တာရိုက်ခံပါတယ်။ Like နဲ့ Share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံး လွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a great day